တာကျွဲတွေကိုတေးသေးချာချာကယူဆိုင်နော်ဖိုးသားကထမင်းစားနေရင်အမေဖြစ်သူကပြောလိုက်တဲ့အတွက်ခေါင်းငိမ့်လျက်ပြန်ဖြေလိုက်တယ်ဖိုးသားအမေကနနွေးမှောင်များများဖြစ်ချက်ထားသည့်လဲငစင်ရိုင်းနှစ်ကောင်ကိုဖိုးသားပကံထဲကိုထည့်ပေးလိုက်ခါသူကတော့ကြံနေတဲ့ဟင်းအနှစ်များကိုပကံထဲကိုလောင်းထည့်ပြီးငပိရေကျဲကိုထမင်းပေါ်သို့ဆန်းလိုက်ပါတယ် အမေဖြစ်သူငပိရင်နဲ့စားတော်မဲကိုတိလိုက်တဲ့ဖြစ်ဖူးသားတယောက်စိတ်မကောင်းဖြစ်သွားတယ်။အမေဖြစ်သူကထမင်းကိုဟင်းအနှဲငပိရင်နဲ့နဲဖက်ပြီးသည့်အခါသူ့ပကံထဲတွင်ငစင်ရိုင်းတကောင်အားလက်ဖြင့်ယူလိုက်ခါအမေပကံထဲကိုထည့်ပေးလိုက်ပါတယ်။စားပါတားရဲ့။အိုးအမေကလည်းစားစမ်းပါဗျာ။နှစ်ကောင်ရှိတာအမေတကောင်တားတကောင်မောဗျာ။ အမေဖြစ်သူမိအေးကတားဖြစ်သူကိုကြည်ရင်ပီတိဖြစ်နေမိတယ်။အရွယ်နဲ့မလိုက်အောင်မိဘကိုတိတက်လွန်တော့တားဖြစ်တာကိုချီကပြုံးနေမိတယ်။သို့တော်လည်းမကြခင်မှာပင်ရင်ထဲပူနွေးလာပြီးနောက်မျက်ရည်များဝဲလာသဖြင့်ခေါင်းကိုအသာမော့ထားလိုက်တယ်။အာရပါရစားနေသောဖိုးသားမှာအခြားကလေးများလိုကျောင်းနေအရွယ်အဖြစ်တော်လဲ။ကျောင်းမနေရှာပဲစားဝင်နေရတဲ့မိဘကိုတစ်ဖက်တစ်လမ်းကနေကူညီပေးနေတဲ့အတွက်တားဖြစ်သူကိုကြည်ရင်စိတ်မကောင်းဖြစ်သွားမိခြင်းပဲဖြစ်တယ်။ ဖိုးသားကတော့ဘာမှအပူပင်မရှိသေးနဲ့ထမင်းများကိုတိမ်ကျုံစားပြီးပြုတ်ထားတဲ့မြစ်ကိုဝါးကပလုတ်ပလောင်းအောင်စားတောက်နေသေးတယ်။စားတောက်ပြီးတဲ့အခါဖိုးသားကလက်ဆေးပြီးတူလယ်နေကြလွဲအဆုပ်ကလေးကိုလွှဲလိုက်တယ်။ဖိုးသားဝစ်စင်ထားသည်ကလည်းအဖြူရောင်ပင်မပေါ်တော့သည့်ကျောင်းသိန်းရှက်အင်းကြီးအဟောင်းလေးတစ်ထည်ဖြစ်နေပြန်တယ်။အောက်ကအကွက်ပင်မပေါ်သည့်ပစိုးတစ်ထည်ကိုတူတူဝတ်ထားလျက်ထရံတွင်ချိတ်ထားသည့်ခမောက်ဆုပ်ကြီးကိုဆွဲယူကဆောင်းထားလိုက်တယ်။ဒါအဝေးကြီးတွေတော့မသွားနဲ့နော်။ ။နောက်ဝီကျွဲတွေကိုလည်းတေချာကယူဆိုင်။ဟိုနေ့ကဥဖိုးကြီးကျွဲတွေပျောက်သွားတယ်လို့ကြားတယ်။တော်ကြာကျွဲတကောင်ပျောက်သွားမှဖြစ်အမေတို့စားဖို့မရှိပဲရောဖို့ရှိနေုံမဲ့သားရဲ့။ရပါတယ်အမေကဒီကောင်တွေကသားစကားကိုနားထောင်ပါလေစိတ်မပူပါနဲ့။ခမောက်ဆောင်ကတွတ်တွတ်လက်လက်ဖြစ်အိမ်မော်ကနေပြေးဆင်းသွားသည့်တားဖြစ်သူကိုကြည့်ရင်မိအေးမျက်ရည်များကျဆင်းလာတယ်။နေရရင်ချိတ်ဆွဲထားသည့်မိသားစုတပ်ပုံလေးကိုကြည့်ရင်သူ့ယောက်ျားဖြစ်သူကိုထုံးကိုတန်းတားနေမိတယ်။ကိုထုံးရေတော့သားကတိတ်ကိုလိမ်မာရှာတာရှင့် ရှင့်ကိုမြင်စေချင်လိုက်တာရှင်မိရဲ့ယောက်ျားကိုထုံးကတော့တနေတကြီးတွင်ကြားပေါင်လုပ်ငန်းသွားလုပ်ကြရင်တည်သလားရှင်သလားမသိပဲလွန်ခဲ့တဲ့၃နှစ်ခန့်ကပင်ပျောက်ဆုံးနေသူတဦးပဲဖြစ်တယ်သူတို့နေတဲ့ရွာကလေးကရေသိုးကြီးရေးရွာဖြစ်ပြီးကျုံမျောခရိုင်ရေကြီးမြုံနယ်အတွင်းမှာတည်ရှိတယ်ရေသိုးရွာမှာနှစ်ပိုင်းကွဲနေကရေသိုးကြီးရေသိုးကလေးဟုနှစ်စုကွဲနေတယ်ရေသိုးကြီးကျွာကရခိုင်ရိုးမှအဆက်တွင်တည်ရှိပြီးအင်ဂျီနေပန်းကတိတ်မစီကားပဲမိရဲ့မှာထိုးရွာဇာတိမဟုတ်ပေယောက်ျားဖြစ်သူကိုထုံးနဲ့အကြောင်းပါပြီးယခုရွာ၌တဲ့ ယ်လာရောက်အခြေချနေထိုင်ခြင်းပင်ဖြစ်တယ်ကိုထုံးကရခင်ကတစ်လုံခံကိုလောက်ကင်တဲ့ဖြစ်အဆင်ပြေတော့လဲနောက်ပိုင်းတွင်တစ်လုံခံမှာအဆင်မပြေတော့သည့်အတွက်ကြုံရကြပန်းလောက်ကင်ရင်နောက်ဆုံးတော့ငွေများများရသည့်ကြားဖောင်များနဲ့လိုက်သွားကတည်သလားရှင်သလားတော့မသိတော့ပါဘူး ဖိုးသားတယောက်ရွာပြင်ကွင်းများတွင်သူကျွဲများကိုမောင်းနှင်လာတယ်။သူတို့ဒေသတွင်လဲရဆိုက်ပြိုးကြတော့လေနွားများထဲကျွဲများကိုအသုံးပြုကြတယ်။မိုးရသည်မို့ရွာပြင်ကွင်းနေတဲ့တွင်ရေများပြည့်ချင်နေသဖြင့်ကျွဲများကရေအကြိုက်ကူးနိုင်သည်ဖြစ်ရာဖိုးသားကလည်းကျွဲများကိုဖြန့်ထားလိုက်တယ်။အသက်၁၂နှစ်အရွယ်ခန့်သာရှိသောဖိုးသားတယောက်ကလောကရန်ဟူသောဘဝကိုထိုးနှက်နေသည်များကိုအရွယ်နဲ့မလိုက်အောင်ခါးစီခံနေရတယ်။ကျွဲများကိုဖြန့်ထားရင်ကွင်းထဲမှာ9000ဖန်းနဲ့၄-၅နေရာလောက်9000ထားပြီးသည့်နောက်ကုန်းမော်ကိုပြန်တက်လာတယ်။ငါးကြီးကြီး၃ဝန်းလောက်ပဲရာဇန် ်းကွာငါအမေကိုငါမျက်များနဲ့ကြွေးချင်လို့ကွာတယောက်တည်းရေရွတ်ခါတာပေါင်ပေါ်တွင်ထိုင်နေလိုက်တယ်မိုးရင်ဖြစ်သဖြင့်မိုးသားများကတလိမ့်လိမ့်နဲ့တက်လာနေတယ်မကြခင်တာပေါင်ပေါ်တွင်လူနှစ်ယောက်လမ်းလျှောက်လာတယ်ရွာလေပိုင်းကမလုံးတင်တဲ့သူသမီးဘုတ်ဆုံတို့ဖြစ်တယ်ဘုတ်ဆုံကသူနဲ့ရွယ်ရူနီးပါးဖြစ်ပြီးအတူတူဆော့ပေါ်ဆော့ပဲဖြစ်တယ်အနားရောက်လာမှမလုံးတင်လက်ထဲတွင်တရောင်ခန့်ရှိသည့်ငါအကောင်ကြီးများကိုနှီးဖြစ်သည်ကဆွဲလာသည်ကိုမြင်လိုက်ရတယ်ဘုတ်ဆုံကသူ့အားခေါ်လိုက်တယ်ဟဲ့ဖို့တာနေပါလုံနေတာလေကျွဲเจ้าနေတာဗောဟာနေမမြင်ဘူးလားဒါနဲ့နင်တို့ဘယ်သွားမလို့လဲ ငါးတွေကလည်းမနှဲပါလားဟာအေးဟာတဖန်းချောင်းဘက်မှာငါးတွေပေါ်တာငါနဲ့ငါအမေနေတပိုင်းလောက်ပဲဖမ်းတာတော့မှတော်တော်ရတယ်ဟာဘုတ်ဆောင်ပြောသဖြင့်ဖိုးသားမျက်လုံးများအယောင်လက်သွားတယ်ရွာပြင်ကွင်းထဲမှာတော့ထုံမြကြီးလောက်တဲ့ငါးကရှိမိမဟုတ်ငရဲ့ငသန်ငစင်ရိုင်းလောက်သာရှိမိဖြစ်ရာတဖန်းချောင်းဘက်ကိုငါးသွားများကျင်စိတ်ကဖြစ်ပေါ်လာတယ်တယောက်ထဲသွားလို့ကလည်းမရပြီကျွဲဥကရှိသေးတော့ဖိုးသားကြောင့်ဒီကျွဲဥမှာကျွဲရှိကောင်ပါတယ်သို့တော်လဲစိတ်ဆုံးဖြတ်ပြီးဒီမှုကျွဲများကိုမောင်းတင်လိုက်ပြီးတူထောင်ထားသည့်ငါးများကိုပဲမေ့သွားတယ်စိတ်မန်းရေတဖန်းချောင်းဘက်ကိုသွားမယ်ဟေ့စိတ်မန်းဟူသည် ီကျွဲကြီးကဝဝဖြူဖြူဂျိုးတောင်တောင်လေးဖြစ်တယ်။ကျွဲဟုဆိုတော့လေဖိုးသားစကားကိုအလွန်နားထောင်ကလူစကားအတော်နားလေတာ။ဖိုးသားခေါ်လိုက်တယ်နိရေတဲကတက်လာကဖိုးသားအရှိရင်ဝတ်ပေးလိုက်လေရ။ဖိုးသားကစိမ်မန်းရဲ့ကြောကုန်းပေါ်မှာလွှားကနေခုန်တက်လိုက်လေတော့တယ်။တဖန်းချောင်းဟုအမိရတော့လေတဖန်းပင်များတိတ်မရှိပြီ။ဒေသအလိုက်ပေါက်နေသည့်တစ်ပင်များသာရှိတယ်။ထိုတစ်ပင်များလည်းတွင်အိုင်ကြီးတိုင်ရှိတယ်။ထိုအိုင်ရဲ့ဘေးမှာစိန်တော်မြေကြီးရှိတယ်။စိန်တော်မြေကြီးအတွင်ဝင်လိုက်တဲ့အခါမှာပန်ဝင်းကျင်ကအေးစိန်နေတယ်။စိန်တော်အတွင်ရှိရွှွန်းတို့များပေါ်တွင်ငါးပြံများက နန်းကောင်ကလေးများသွာလာလှုပ်ရှားနေတယ်ဖိုးသားလည်းအင်ဂျီနဘေးတွင်ဆင်းလိုက်ပြီးကျွဲများကိုစိန်တော့အတွင်းမှာလွှတ်ထားလိုက်တယ်ငမားကြိုက်ကိုအသိမ့်ပြင်းပြီးအင်ဂျီအတွင်းကိုပြစ်ချလိုက်တယ်စိတ်ထဲကလည်းငားရဖို့သာစိတ်ကူးရှိနေမိတယ်ငားအကောင်ကြီးကြီးရဖို့ကိုပဲမျှော်လင့်နေမိတယ်သူစားဖို့ထဲသူ့အမေကိုငားပေါပေါများများကျွေးချင်တဲ့စိတ်ကြောင့်ဖြစ်တယ်ထိုးထိုးစောင့်နေရင်မကြခင်ငားများကျူးများလှုပ်ရမ်းလာလေရာကျိုးစာကိုအသာဆွဲတင်လိုက်တာလက်တဘွားကန်ရှိသည့်ငားကြီးတစ်ကောင်ကလှုပ်ရမ်းလျက်ပါလာတယ်တဒောင်လောက်ငားမရတော့လဲလက်တဘွားခန့်ဆူတော့လဲတိတ်တော်မဆူပဲမနေ့ကစ ားခဲ့သည့်ငစင်ရိုင်းထဲတော့အသားပုံများတယ်ဖိုးသားကမျက်ပေများကိုစုလင်ကကျိုးပုံစံပြုလုပ်လိုက်ပြီးငါးဘက်ကိုခွဲကမျက်ကျိုးနှင့်တွဲစီလိုက်ပြီးတော့တယ်ထို့သောဖန်းနေရင်အချိန်မီမျှကြာသွားပြီပင်မသိလိုက်သူ့မျက်ကျိုးတွေလည်းတရောင်ခန့်ရှိသည့်ငါးများတထွာခန့်ရှိသည့်ငါးများနဲ့ငါးမျိုးစုံရနေပြီဖြစ်တဲ့ပန်ဝင်းချင်းကအမောင်ဖုံးနေပြီးမိုးပေါ်ကိုမော့ကြည့်လိုက်တော့တိမ်မဲမဲများကဖုံးအုပ်နေတယ်ပြန်ချင်းတင့်မီမန်ဖိုးသားတိတ်လိုက်တယ်ထို့ပြင်တပန်းချောင်းကတရဲချောက်သည်ဟုလည်းရွာသားများကပြောဆိုသဖြင့်ဖိုးသားစိတ်ထဲတော့ကြောက်လန့်နေတယ် စိန်မဲရေပြန်ကြရအောင်ဟိအဒါကုံအောင်ဟိလိုက်တဲ့အခါအခြားကျွဲများကလည်းသူ့အနာသို့ရောက်လာတော့လေစိန်မဲကြီးကရောက်မလာခဲ့ပြီကျွဲများကိုရေရွလိုက်တဲ့အခါခြောက်ကောင်သာရှိပြီးအောင်လာဆိုသည့်ကျွဲကြီးနှင့်စိန်မဲတို့ကိုမတွေ့ရပေဖိုးသားစိတ်ညစ်သွားပြီးခေါင်းကိုတပြင်းပြင်းကုတ်လိုက်တယ်ဟာဒီကောင်တွေတော့ဘလို့ရှေးရှေးနေလဲမသိဘူးကွာကျန်တဲ့ကျွဲခြောက်ကောင်ကိုအနီးရှိတစ်ပင်တွင်ခြိထားလိုက်ပြီးနောက်ငါးများတွဲထားသည့်အတွဲကိုလွယ်ကျိုးတဲ့တွင်ခြိထားကဖိုးသားတယောက်ကျွဲပြောက်ရှာလေတော့တယ်အောင်လာရေစိန်မဲရေ ဖိုးသားအော်ဟေရင်တောင်တန်းကလေးတိုင်းဝင်လာတယ်မကြမီတောအုံမြေပြပြလေးတွင်ကျွဲချီရများကိုလက်လက်ဆက်ဆက်တွေ့ရတော့စိန်မန်းတို့ချီရဖြစ်မိဟူတွေးကဆက်လိုက်လာရင်မကြခင်မိုးသားကောင်းကင်မှပုံမမဲမောင်လာတယ်ညရောက်တာတော့မဖြစ်နိုင်ဘူးငါထွက်လာတာဘလောက်မှမရှိသေးဘူးမိုးသားတွေများလို့ထင်ပါပါဖိုးသားတယောက်အခုတော့ကျွဲအတွက်နဲ့ပူနေရပြန်ပြီကျွဲတကောင်တန်မှုကလည်းခစ်ကာလာပေါက်စည်းကမနှဲလာပြီသူတို့သားမိနေအောင်ထမင်းမေမနှဲနဲ့မှန်အောင်စားတောက်နေရသည့်အတွက်ကျွဲအတွက်ရော်ကြီးဆိုရင်ပေးเสียရပဲမရှိ ပိုဆိုးဒီကဖိုးသားကြောင့်ကျွဲပြောက်သွားမည်ဆိုလျင်နောက်ဆိုရွာကလူများကသူ့အားကျွဲချောင်းခါမည်မဟုတ်တော့ပေ။ကျွဲမချောင်းရလျင်ဝင်ငွေပင်ရရှိနိုင်မည်မဟုတ်တော့ကိုတွေးပူ၍ဖိုးသားတယောက်စိတ်တွေလေးလံလာတယ်။ တောတောင်ကလေးကိုဖျက်လျှောက်လာတဲ့အခါမှာကျေပြောတဲ့လေခွင်းကြီးကိုတွေ့လိုက်ရတော့ဖိုးသားပင်အလွန်အံ့ဩသွားတယ်။တပန်းချောင်းကရခိုင်ရိုးမှတောင်တန်းကြီးအစမ်းမှုရှေ့ဆက်သွားရင်တောပုံနဲ့မြည်ဟုဆိုတော့လေအခုတော့လေခွင်းပင်ကြီးတစ်ခုကိုဘွားကနေမြင်လိုက်ရတော့အံ့ဩသွားတယ်။ပန်ဝင်းကျင်ကလည်းညအမောင်ကဲ့သို့မှောင်မဲနေတော့လေခွင်းအတွင်းတွင်တော့ကျွဲနှကောင်ဖြစ်လူကြီးတစ်ယောက်ကလေခွင်းထုံလျက်ဟာအဲ့ဒါစိတ်မဲနဲ့အောင်လာပဲ။ဖိုးသားဟာလေကတဲ့ပေါ်ကို အပြေးလွှာပြစ်တဲ့ရင်မကြခင်လေထုံနေသည့်နေရာကိုရောက်သွား။ဝေးအဲ့ဒါကြောက်ကြဲတယ်ဗျ။ လဲထုံနေသည့်သူကသူ့ကတချက်ကြည့်ပြီးဆက်လက်ထုံနေတယ်။လဲခွင်းတနေရာတွင်တော့တဲတလုံးရှိနေပြီးထိုတဲအတွင်းမှာမင်းကလေးတဦးကပြေးထွက်လာတယ်။မောင်လေးရေလာပါအောင်။ဖိုးသားလဲထုံမင်းကလေးထံသို့ပြေးလာလေတယ်။မင်းကလေးကအသားပြူပြူလေးနဲ့ဖြစ်ပြီးထမင်းရေရှားနေဖြစ်ကဖြူခွေးဤနဲ့နေသည့်အသားဆိုင်များကိုလည်းအတိုင်းသားတွေ့နေရတယ်။အသက်20ခန်းရှိမည်လို့ဖိုးသားကခံမဲလိုက်တယ်။မောင်လေးဘာလာလောက်တာလဲ။ဟိုမှာထုံနေတဲ့ကျွဲကလေအဲ့ဒါကြုံကြောင်နေတဲ့ကျွဲတွေဗျ။ ထိုမင်းကလေးကလဲထုံနေသူကိုကြည့်။"အော်အင်းမမမတို့လည်းကြွဲမရှိလို့လဲမထုံနိုင်ဖြစ်နေတာမောင်လေးရဲ့။မောင်လေးကြွဲနှက်ကောင်ကိုမမတို့ကိုရောင်းပါလား"မလုတ်ပါနဲ့ဗျာအဲ့ဒါကျုပ်ပိုင်နဲ့ကျွဲလဲမဟုတ်ဘူးဗျကျုပ်ကသူများကျွဲကိုငှားထုံပေးရတာဗျကျွဲကိုပြန်ပေးပါမမရအေးပါကွယ်အဲ့ဒါဆိုလဲမမတို့အိမ်မှာခဏထိုင်နေဦးနော်မမတို့လဲထုံပြီးရင်ကျွဲတွေလည်းပြန်ပေးမယ်မောင်လေးကိုလည်းအိမ်ပြန်ပို့ပေးမယ်ဟုတ်ပြီလားဖိုးသားလည်းခေါင်းအလိုလိုညှိမိသွားတယ်ကျွဲမရှိတဲ့အဖြစ်လဲမထုံနိုင်သည့်အဖြစ်ကိုလည်းတနာမိတဲ့အတွက်ကြောင့်ဖြစ်တယ်ထုံမင်းကလေးကဖိုးသားကိုသူတို့တဲစီရာကိုခေါ်သွားတယ်တဲအတွင်းမှာအ အတော်မှောင်မဲနေပြီးမိခွက်ကလေးကိုထွန်းထားတယ်ခါဝါဝဖိမ့်မိန်မိန်မကြီးကငုတ်တုတ်ထိုင်နေတယ်ထိုမိန်မကြီးကလည်းသူတွေ့ခဲ့သည့်မိန်ကလေးကဲ့သို့ပင်ထမိန်ရေရှားနေဖြစ်တယ်ဖိုးသားတဲအတွင်းကိုဝင်ထိုင်လိုက်ပြီးဟိုးဟိုးဒီဒီကြည့်လိုက်မိတယ်ထိုအချိန်မှာခွန်းကမိန်ကလေးကဖိုးသားလွှဲထားတဲ့လွှဲကိုကြည့်လိုက်ဟဲငားတွေပါလားမမတို့ကိုကျွေးပါလားအိုးမကျွေးနိုင်ပါဘူးဗျာဒါကြုပ်အမေတို့ဖမ်းလာတယ်ငါဗျာအမေကိုကျွေးဖို့လုံဆန်းမောင်လေးရမမတို့လည်းဟင်းစားမရှိလို့ပါမမရဲ့အမေကိုလည်းမမကငါကျွေးခြင်းလို့ပါကွယ် ဖိုးသားလဲဘဝတူမွန်တနာမိသွားတယ်ဒါဆိုအကုန်လုံးတော့မရဘူးမမတဝက်တော့ယူဗျာ ဖိုးသားက၅၆ကောင်ကိုဖြုတ်ပေးလိုက်တယ်သူဖြုတ်ပေးတဲ့ငါးကလေးများမှာလက်တဝါးခန့်ရှိသည့်ငါးလေးများဖြစ်သည်ငါးအကောင်ကြီးများကိုတော့သူ့အမေစားဖို့ဆိုပြီးဖယ်ထားလိုက်တယ်ထုံမင်းကလေးကဖိုးသားပေးတဲ့ငါးတွေကိုယူထားပြီးသူ့နဘေးတွေထိုင်နေတဲ့မိမဝဝကြီးကိုလှမ်းပေးလိုက်ရထုံမင်းမဝဝကြီးကငါးတကောင်ကိုယူလိုက်ပြီးဗဇက်နဲ့အစိမ့်ကိုက်ဖယ်လိုက်လေတယ်ဖိုးသားလည်းငါးကိုအစိမ့်စားသည့်အဖြစ်ကိုအံ့ဩပြီးကြည်နေစင်မှာပဲငါးတကောင်မှအယိုးဝမကြံအောင်ကုံသွားလေတော့တယ်ထုံမင်းကလေးကနောက်ထပ်ငါးတကောင်ကိုထပ်ပေးလိုက်ရထုံမင်းမကြီးကလည်းအာရပါရစားပြန်တယ်မိကွက်အလဲရောင်အောက်တွင်ထုံမင်းမကြီးရဲ့ ားချုံချုံများကိုတွေ့လိုက်ရာသွားများအလုံးကအချုံများဖြစ်ပြီးမီးရောင်ဖြစ်ဖွေးလျက်မြင်နေရတဲ့ဖိုးသားကြီးနေရင်ဒဂိုလုံးတုံပြီးကြက်သိမ်းများထလာတယ်။ငါးချောက်ကောင်မှာဖိုးသားမျက်လုံးရှိမှပင်အဆအနာပြောက်သွားတယ်။ထိုအခါမိန်းမဝဝကြီးကဖိုးသားကိုကြည့်ပြီးသူ့ပါးစပ်ကိုဖျက်ပြတယ်။စောင်းမယ်စောင်းမယ်ဖိုးသားခေါင်းနှပန်းကြီးသွားတယ်။ သူတွေ့လိုက်ရတဲ့လူတွေမှာလူမဟုတ်ဘဲတရေများဖြစ်နေလိမ့်မလားလို့အတွေးကခေါင်းထဲကိုချက်ချင်းယောက်လာတယ်။ဖိုးသားလည်းကြောက်ကြောက်နဲ့သူချိတ်ထားသည့်ငါးများအကုန်လုံးကိုဖြုတ်ပေးလိုက်ပြီးထုံမိမဝေါ်ဝါကြီးရဲ့အရှိကိုပြစ်ချပေးလိုက်တယ်။ထုံမိမကြီးကငါးများကိုကုန်းကောက်ပြီးအငမ်းမရကိုက်စားနေတယ်။ကျေးဇူးတင်လိုက်တာမောင်လေးရဲ့ဟုတ်ဒါဆိုလဲကျုပ်ကိုပြန်ပို့ပေးပါတော့ဗျာလဲထော်တာပြီးပြီလား။အင်းပြီးလောက်ပါပြီ။ဒါနဲ့မောင်လေးကိုငါးဖို့ပြန်ပေးစရာမမတို့မှဘာမှမရှိဘူး။ရပါတယ်။ မမမလိုပါဘူးမမရဲ့ထိုအခါမိန်းကလေးကတောင်းကလေးတစ်လုံးကိုယူပြီးထိုတောင်းထဲတွင်လောက်စလုံးသည့်အပြည့်ထည့်လိုက်လေတယ်မောင်လေးကကြွဲချောင်းတာဆိုတော့လောက်စလုံးတော့လုံမှာပေါ့ယူသွားပါကွယ်နေပါစေဗျာကျုပ်မှလောက်စလုံးနေလဲပါပါတယ်ဗျယူသွားစမ်းမောင်လေးရဖိုးသားလည်းမယူရင်တခုခုလုံမီကိုစိုးရိမ်တဲ့ဖြစ်လောက်စလုံးလက်တဆုပ်နှိုင်းပြီးအိတ်ထဲကိုထည့်လိုက်တယ်မကြခင်ထိုမိန်းကလေးထသွားပြီးသူ့အနောက်ကိုလိုက်သွားခဲ့တယ်တဲထဲမှထွက်လိုက်တဲ့အခါလဲထုံနေသည့်လူကြီးကအင်္ဂလိပ်စီကိုပြန်ရောက်လာတယ်ထို့နောက်ထိုလူကြီးကိုတေချာကြည့်လိုက်တော့ထိုလူကြီးမှမျက်လုံးလေးလုံးပါသည်ကိုတွေ့လိုက်ရ ရတယ်ပုံမှန်မျိုးလုံးအောက်တွင်နောက်ထပ်မျိုးလုံးနှလုံးစီရှိနေတယ်ဖိုးသားကိုလည်းကျွဲမြပြန်ပေးတယ်ကဲသမီးအဖေတို့အလုပ်တွေလည်းပြီးပြီဆိုတော့ဒီကောင်လေးကိုပြန်ပို့ပေးလိုက်စမ်းပါကွယ်ဖိုးသားကစိတ်မန်းကိုစီးပြီးလက်တစ်ဖက်ကအောင်လကိုတွဲလိုက်တယ်ထိုအခါမိန်းကလေးကကစင်းရိုးအတိုင်းသူ့အရှိကနေလမ်းလျှောက်သွားလေတယ်ဖိုးသားကကောင်းငင်ကြီးကိုမော့ကြည့်လိုက်တဲ့အခါကောင်းငင်ကြီးတွင်အနီးအောင်အပြာရောင်အစိမ်းအောင်များဖြင့်ရောင်စုံများထွက်လဲလှပနေသည်ကိုတွေ့လိုက်ရတယ်ကန်သိန်းရိုးအဆုံးရောက်တော့ထိုမိန်းကလေးကိုပြုံးပြလိုက်တယ်ကဲမောင်လေးဟောဒီတောက်ကလေးအတိုင်းသွားလိုက်မကြခင်မောင်လေးတို့ရာကိုရောက်သွားလိမ့်မယ်နော် ဖိုးသားလဲကောင်းငိမ့်ပြီးကျွဲကိုဆက်မောင်းကလေးတော့တယ်တော်လန်ကလေးကိုဖျက်လာတဲ့အခါဆူရှာသည့်နေအလင်းရောင်များကိုတွေ့လိုက်၍အံ့ဩသွားတယ်နေအလင်းရောင်ကမနက်ပိုင်းအချိန်လုံးဝင်းလက်တောက်ပါနေတာတဖန်ချောင်းအတွင်းကိုရောက်တဲ့အခါသူချီထားတဲ့ကျွဲချောက်ကောင်ကိုလည်းမတွေ့ရတော့ဘူးသို့နဲ့ဖိုးသားလဲကျွဲစည်းလျက်ရွာသို့ပြန်လာခဲ့တယ်ရွာပြင်ကွင်းအတွင်းမှာရှိတဲ့တာပေါင်ကြီးပေါ်မှာကလေးများကထွေခင်းနိုင်ကစားနေကြတယ်ဟေးဘုတ်ဆုံးကွင်းထဲမှာကျွေးစည်းလျက်တက်လာတဲ့ဖိုးသားကိုမြင်တဲ့အခါဘုတ်ဆုံးကအလွန်အံ့ဩသွားတယ်။ထွက်ကဖိုးသားကိုလက်ညှိုးထိုးလိုက်။ဟဲ့ ဟိုမှာဖိုးသားဖိုးသားကြွဲကြီးကိုစီးပြီးလာနေတယ်ဟဲ့ကလေးများအကုန်လုံးကဖိုးသားကိုကြည့်ပြီးကြောက်လန့်တကြဖြစ်ရွာထဲကိုပြေးဝင်သွားတယ်ဖိုးသားလည်းကလေးများကိုကြည့်ရင်ရွာထဲသို့အေးအေးလူလူပဲဝင်လာတယ်ရွာထဲရောက်တဲ့အခါရွာလူကြီးများနဲ့အတူဖိုးသားအမေမိအေးလည်းရွာထဲကိုပြေးဝင်လာသည်ကိုမြင်လိုက်ရတယ်အမေကိုတွေ့လိုက်ရတော့ဖိုးသားကအလွန်အံ့ဩသွားတယ်တာပြန်လာပြီလား သူ့အမေမီးရေကမျက်ရည်တွေကျနေရဲ့မီးအေးမသွားနဲ့အဲ့ဒါနင်သားမဟုတ်ဘူးတရေဖြစ်မယ်နင့်ကိုလာခေါ်တာနေမှာရွာကလူတွေကဝိုင်းပြောတော့လဲမီးအေးကအမြန်ပြေးဖက်ပြီးသားလေးကိုပြစ်ဖက်လိုက်တယ်သားလေးဘယ်လီသွားနေတာလဲသားလေးရဲ့အမေသားတဖန်းချောင်းဘက်မှာအမေတို့ငါးသွားဖန်းတာအမေက ထိုတော့မှရွာသားများကဖိုးသားကိုဝိုင်းအောင်ကြည့်လိုက်ကြတယ်ဖိုးသားကိုဝိုင်းပြီးဆန့်သက်ကြည့်တယ်ဖိုးသားကမိမိဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကိုပြန်ပြောရအားလုံးကလည်းအံ့ဩသွားတယ်မင်းသိကံကောင်းတာပေါ့ကွာအဲ့ဒီတဖန်းချောင်းဘက်မှာကြက်တွေပိုင်နေရာတွေရှိတယ်ကွာမင်းကိုအသက်မနှုတ်သွားတာပဲကျေးဇူးတင်တယ်ရွာလူကြီးကဝင်ပြောလေတယ်ဖိုးသားလည်းဘာမှနားမလဲတော့ဘူးတားပြောက်နေတာတလားကြော်ပြီးသားရဲ့အမေတို့ကတားလေးဆုံးသွားပြီလို့ထင်နေတာဖိုးသားဘာမှနားမလဲတော့ဘူး အများကသာတလားဟုဆိုကြတော့လေသူ့အတွက်တော့တညက်နေတာကြာမြင့်ခဲ့ခြင်းဖြစ်တယ်ဖိုးသားကသူ့လဲထားတဲ့လွယ်အိတ်ကိုတိုင်တွင်ချိတ်လိုက်ရာလွယ်အိတ်အတွင်းမှဝင်းလက်နေသည့်အရာများကိုတွေ့လိုက်ရတယ်ဖိုးသားကဆွဲထုတ်လိုက်ရာလောက်စလုံး၆လုံးမှရွှေတိဖြစ်နေပြီးအလွန်လေးလံနေတယ်ဖိုးသားနဲ့သူ့အမေမီအေးရောတရွာလုံးရောအံ့ဩနေကြတယ်မင်းကကြက်တွေကိုကူညီခဲ့လို့ကြက်တွေကမင်းကိုပြန်ပြီးကူညီတာဖြစ်မယ်ကွာ ထိုတော့မှဖိုးသားကသူ့အားပေးလိုက်သည့်လောက်စလုံးများကိုလက်တဆုပ်သာယူလာမိခြင်းအပေါ်ကိုအလွန်နောင်လိုက်ရနေခြင်းပဲဖြစ်တယ်။ဖိုးသားရခဲ့တဲ့ရွှေလုံးများကိုထုခွဲရောင်းချပြီးသူတို့သားမိနှစ်ယောက်ချမ်းသာသွားပါတယ်။ပသိမ်မျိုးတွင်အိမ်တဆောင်မီးတစ်ပြောင်နဲ့နေထိုင်ကြပြီးမီးရေးကလည်းပသိမ်ကစည်းထဲတွင်ဈေးတိုင်ကြီးဖွင့်လှစ်လိုက်တာကြောင့်သားမိနှစ်ယောက်မတောင့်မတမကြောင်းမကြနေထိုင်ရတဲ့ဘဝကိုရောက်ရှိသွားတယ်။ဖိုးသားကဘဝတစ်လျှောက်လုံးအားလျင်အားသလိုထိုတဖန်းချောင်းအတွင်းကိုရောက်ခါကြက်များကိုရှာဖွေတော့လဲထက်မှန်မတွေ့ရှိရပါဘူး။ ဇလန်းလေးကဒီမှရင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွန်ရင်ရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်